ဓမ္မမိတ်ဆွေတွေအားလုံးမင်္ဂလာပါရှင်။ကျွန်မအလုပ်များနေတာနဲ့ဒီ channel လေးပေါ်မှာပို့အစ်စ်တွေမတင်ပြတာကြာသွားတဲ့အတွက် တောင်းပန်ပါတယ်။အခုကျွန်မရဲ့စာအုပ်ကိုလိုချင်တယ်လို့မေးထားတဲ့ဓမ္မမိတ်ဆွေများအတွက်ကျွန်မရဲ့စာအုပ်ဒုတိယအကြိမ်ပြန်လည်ထုတ်ပေးပေးလိုက်ပါတယ်။ဒီအကြောင်းကိုပြောရင်းနဲ့ကျမအကြောင်းလေးလည်းနီးငယ်မိတ်ဆက်ပေးပါမယ်။ကျမလည်းတခါမှတော့ကျမအကြောင်းကိုမပြောပြပါဘူး။ ကျမနာမည်ကဒေါက်တာတင်မွန်ွယ်ပါမလေးရှားနိုင်ငံမှာရှိတဲ့ Royal College of Medicine Pira UNIKL မှာကျမကတွဲဖက်ပါမောက္ခအဖြစ်နဲ့သင်ကြားပေးနေပါတယ်ကျမရဲ့အထူးပြုပါတာရက်ကတော့ခန္ဓာဗေဒပါတာရက်လို့ခေါ်တဲ့ Anatomy ဖြစ်ပါတယ် ဓမ္မရဲ့ channel ကိုအပေါ်ဆုံးမှာကြည့်လိုက်မယ်ဆိုရင်ဤစာအုပ်နဲ့တွဲကြည့်ပါဆိုပြီးတော့စာအုပ်ပုံလေးဖော်ပြထားပါတယ်။အဲ့ဒီစာအုပ်ကတော့အဘိဓမ္မာတိကကျော်ဝိတုဒ္ဓိမေလာတရားတော်များအနှစ်ချုပ်ဖြစ်ပါတယ်။ ဒါကိုကျွန်မပထမအကြိမ်စာအုပ်တစ်ထောင်ထုတ်ဝေခဲ့ပြီးတော့အခုကလုံးဝကုန်သွားတဲ့အတွက်ကြောင့်ဓမ္မမိတ်ဆွေတွေရဒီ channel လေးကိုကြည့်ရင်စာအုပ်ဖတ်ခြင်းနဲ့တို့တောင်းဆိုထားတဲ့လူတွေအများကြီးရှိတာကြောင့်ကျွန်မဒုတိယအကြိမ်ပြန်လည်ထုတ်ဝေလိုက်ပါတယ်ဒီအကြောင်းကို အသိပေးခြင်းဖြစ်ပါတယ် ထမစာအုပ်လေးကြောင်းနည်းနည်းလေးတော့ပြောပါမယ်ရှင်ဒီစာအုပ်ကပထမအကြိမ်ထုတ်တာပါ တထောင်ထုတ်ပါလေကျမမှာအခုတအုပ်ပဲကျန်ပါတယ်စာအုပ်တိုက်မှာလုံးဝမရှိတော့တဲ့အတွက်ကြောင့်ကျမဒုတိယအကြိမ်ပြန်ထုတ်ပါတယ်ဒုတိယအကြိမ်ပြန်ထုတ်တာမဟုတ်လို့အဖုံးလေးပြောင်းထားပါတယ် ကျမရဲ့စာအုပ်လေးကအခုစာရွက်တွေဈေးတက်လာတော့နည်းနည်းဈေးကြီးတယ်လို့တော့ဖြစ်သွားတယ်။ဘာလို့လဲဆိုတော့ကျမကအကုန်လုံးအောင်စုံအောင်ထည့်ထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒီစာအုပ်မှာအဘိဓမ္မာအဓိကကျော်ဝိသုဒ္ဓိမြတ်တွေမှာလာတဲ့စိတ်ပိုင်းစေတသိက်ပိုင်းဝိသီပိုင်း ဘုံပိုင်းယုတ်ပိုင်းတမုတ်စီပိုင်းပဋ္ဌံပဋိဆက်တမုတ်ပတ်တမထကမထံဝိပဒနာကမထံတရားဓမ္မနဲ့ဆိုင်ရာအထွေထွေဆွေးနွေးခြင်းများအပြင်တည်တရားမှန်းဆရာလိုက်နာခြင်း၃၀ရာဤစသည်ဖြင့်စုံနေသောအပါရှိပါသည် မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုအသက်အရွယ်မရွေးလွယ်လွယ်ကူကူလေးလာဖတ်ရှုပြီးတော့နားလေလွယ်သေးဖို့လူရင်းတုံရှင်းတဲ့ပုံနေစရာတွေအမေးဖြေတွေကိုပါထည့်သွင်းထားပါတယ်။ တချို့ကအသက်အရွယ်ကြီးလို့လွယ်ကူနားလည်လည်ပဲတာဖတ်ချင်တယ်တချို့ကကြတော့လေလုံးတွေများပြီးအချိန်မပေးနိုင်လို့မြန်မြန်နားလည်လွယ်တာဖတ်ချင်တယ်နောက်တစ်ခါငယ်ရွယ်သူတွေကလည်းသူတို့ကနားလည်လွယ်တာဖတ်ချင်တယ်အဲ့ဒီအတွက်ကြောင့်ကိုယ်တိုင်လည်းဝယ်ဖတ်နိုင်တယ်လို့မိသားစုနဲ့မိတ်ဆွေတွေကိုလည်းဓမ္မဒါနပြုနိုင်ပါတယ်အဲ့တော့ဗုဒ္ဓဘာသာဝင် အိမ်တိုင်းမှာမိသားစုများအတွက် သိကျင်တာလေးရှိရင်ယူဖက်ကြည့်လို့ရအောင်ရှိထားတဲ့စာအုပ်ဖြစ်ပါတယ်ဥပမာအာရဒနာ12ပါဓာတ်78ပါခန္ဓာ5ပါဒါလေးတွေကိုသိကျင်ရင်ဖတ်ထုတ်ပြီးတော့ဖတ်လို့ရပါတယ်ဒီစာအုပ်လေးရဲ့အမည်ကတော့အဘိဓမ္မာတိကာကျော်ဝိတုဒ္ဓိမေလာတရားတော်များအနှစ်ချုပ်ဖြစ်ပါတယ်ရေးသား ပူဇော်သူကတော့ကျမဒေါက်တာတင်မိုးနွယ်ကလောင်နာမည်ကတော့ဘောကဝရီနွယ်ဖြစ်ပါတယ်။ဆောင်မျက်နှာ330ရှိတော့နည်းနည်းလေးထူပါတယ်။စာအုပ်ရဲ့ဈေးနှုန်းက15000ရောင်မှာတကယ်ကတော့18000ကိုကျမလူအများဖတ်ရှုပါသေးဆိုရဲရည်ရွယ်ချက်နဲ့15000ရောင်နဲ့ရောင်းချပေးခြင်းဖြစ်ပါတယ်။ထုတ်ဝေဖြန့်ချီရေးရတားငယ်စာပေဖြစ်တဲ့အတွက်ကြောင့် ွဲယူလိုတဲ့လူများက399-444-436-448တောင်းရစာပေကိုဖုန်းဆက်ပြီးတော့စုံစမ်းမေးမြန်းဝယ်ယူနိုင်ကြပါတယ်ရှင်။ ဒီဓမ္မစာအုပ်ကိုဖတ်ရှုခြင်းဖြင့်ဓမ္မမိတ်ဆွေများမြတ်စွာဘုရားဟောကြားခဲ့သောတရားတော်များကို နားလည်ပြီးတော့ကျင့်ပွားနိုင်ကြပါသည်ရှင်။အဲ့လိုကျင့်ပွားခြင်းဖြင့်တရားဒုတရားမြတ်တွေ့ရှိကြပါသည်လို့ဆုတောင်းပေးပါရစေ။သာဓုသာဓုသာဓုပါ။